တဲခန်နေရတဲ့ဒေါ်နက်တီထဲမှာပျောက်ဆုံးနေတဲ့တရုတ်နိုင်ငံကမဟာဒတိုင်းကြီးတရုတ်နိုင်ငံရဲ့မဟာဒတိုင်းကြီးကမ္ဘာအမွေခွနပွားရေးကတခုလူသားတွေရဲ့အကြီးအကျယ်ဆုံးသောဘီတုကာလရာဒီပုံတွေကိုသိမြင်မှုမှာပါကမ္ဘာလေခီးသွားတွေတန်းနေချေပြီးတော့လာရောက်လေပတ်ကြတဲ့တောင်တန်းနေပေါ်မှာနဂါရကောင်လိုကွေးကောက်ရှိလျားနေတဲ့ဒီဒတိုင်းကြီးကကျွန်တော်တို့အားလုံးသိတဲ့မဟာဒတိုင်းကြီးပါပဲဒါပေမဲ့ကျွန်တော်ကခမရတို့ကိုခမရတို့မြင်ဘူးနေကြတာတွေတီထားကြတာတွေကမဟာဒတိုင်းကြီးရဲ့အစိပ်ပိုင်းသေးသေးလေးပဲရှိပါသေးတယ်လို့ပြောလိုက်ရောယုံနိုင်မှာမလား ဟုတ်ပါပြီ။တကယ်မဟာဒရိုင်းစစ်ကကျွန်တော်တို့ရဲ့အမြင်အာရုံတွေရဲ့နောက်ကွယ်မှာဘုံကွယ်နေပါပြီ။ဒီနေ့မှတော့ Terry အောင်မှာနင်းမြုံနေရင်ဒေါနာကြီးထဲမှာပျောက်ဆုံးနေတဲ့မဟာဒရိုင်းကြီးရဲ့ဘယ်သူမှမသိသေးတဲ့လှေဝက်အစိပ်အပိုင်းတွေအကြောင်းကိုစူးစမ်းသွားကြမှာပါ။လူအများစုထင်ထားသလိုမဟာဒရိုင်းကြီးကအစကနေအဆုံးတစ်ဆက်တည်းတိဆောက်ထားတဲ့ဒရိုင်းရှိကြီးတခုမဟုတ်ခဲ့ပါဘူး။တဟာခိဆက်ဆက်ကမင်းဆက်ပေါင်းများစွာတိဆောက်ခဲ့တဲ့ဒတိုင်းနေခံတတ်ဒီကင်းစကန်းတွေကိုစူးစီးထားတဲ့အလွန်ရှုပ်ထွေးလာတဲ့ကာကွယ်စနစ်ကြီးတစ်ခုပါ သူရဲ့တရားဝင်အရှိကမိုင်ပေါင်း13000ကီလိုမီတာနဲ့ဆိုရင်21000ကျော်ရှိလျက်ပါသည်ဒါပေမဲ့ကဘာလဲခီးသွားတွေအတွက်ဖွင့်လင်းပြသထားတာကအဲ့ဒီအရှိရဲ့၈00ခိုင်နှုန်းတော့မပြေပါဘူးဒါဆိုရင်ကျန်တဲ့90000နေရာခိုင်နှုန်းကဘယ်များရောက်သွားလဲဆိုတဲ့အဖြေကတော့တဘာဝတရားထဲမှာပျောက်ဆုံးနေတာပါပဲဂိုဘီတက်ကန်နေရာကြီးရဲ့အလေကောင်ကိုမြင်အောင်ကြည့်လိုက်ပါ လေပြင်းတွေတိုက်ခတ်ပြီးတဲပွေတွေကအရာရာကိုဖုံးလွှမ်းသွားတဲ့နေရာအဲ့ဒီဒဲရီအောက်မှာဟန်မင်းဆိုင်လက်ထက်ကတိစောက်ခဲ့တဲ့မဟာဒရာရဲ့အစိပ်ပိုင်းနေနေမြုပ်နေပါလိမ့် အခုကျွန်တော်တို့မြင်နေရသလိုကြောက်တုံးတွေအုပ်ချက်တွေနဲ့စောင်းလုပ်ထားခဲ့တာမျိုးမဟုတ်ပါဘူး။ရှင်စီတဲနဲ့ကြောက်စရစ်ခဲတွေကိုရောနေပြီးတစ်သားပေါင်နေတဲ့ထဲကမာကျောသွားအောင်တူနဲ့ထူပြီးတော့တိဆောက်ထားတဲ့ RAM အရှိဟောင်းဤပညာနဲ့တိဆောက်ခဲ့တာပါ။နှစ်ပေါင်း2000ကျော်ကြာလာတဲ့အခါမှာတော့ဒဲကန်နီယာရဲ့ရက်ဆက်တဲ့ယာတီဥရုတန်ကြောင့်တတိုင်းနေဟာတဖြည်းဖြည်းတိုက်စားခံရပြီးနောက်ဆုံးမှာတော့ဒဲတောင်မြင်ကြီးအောင်မှာလုံးဝပျောက်ကွယ်သွားခဲ့ပါသည်။ရှေးဟောင်းသူသေသနာပညာရှင်တွေကဂျိုရုတပ်ပုံနေအစင်းမြင့်ဤပညာတွေကိုသုံးပြီးအဲ့ဒီပျောက်ဆုံးနေတဲ့တတိုင်းနေကိုမြေပုံပြန်ထုတ်နေရတော့မှာပြီ။ ကျွန်တော်တို့မြင်မှုတဲ့ဒတိုင်းတွေကလှေကားတွေလက်ရန်တွေနဲ့တေးသေးချာချာပြုပြင်မွမ်းမံထားတာပါဒါပေမဲ့တရုတ်နိုင်ငံရဲ့လူသူမရောက်နိုင်တဲ့တောင်တန်းကြီးတွေပေါ်မှာတော့ဘယ်သူမှမထိတွေ့ရသေးတဲ့နှစ်ပေါင်း900ကျော်ပြည့်ပယ်ခံထားရတဲ့ဝိုင်းဝေါ်လို့ခေါ်တဲ့ဒတိုင်းရိုင်းကြီးတွေရှိနေပါ ರೀ အဲ့ဒီနေရာတွေကမင်းမင်းဆက်လက်ထက်ကတိဆောက်ခဲ့တဲ့မူလားလက်ရာအစစ်တွေပါပြုပြင်မွမ်းမံမှုလုံးဝမရှိတဲ့အတွက်ကျိုးပဲ့ပြက်စီးနေပြီးအပင်နေလွယ်ပင်တွေကလည်းဒတိုင်းတစ်ခုလုံးကိုရစ်ပတ်ထားပါ ರೀ ဒီတိုင်းကြီးတွေပေါ်မှာလမ်းလျှောက်ရတာကအန်ရဲ့အလိုများပဲတမိုင်းရဲ့အငွေအသက်တွေတကယ်အစစ်အမှန်တိုင်းခံစားရနိုင်တဲ့နေရာတွေဖြစ်လို့စွန့်စားခီးသွားတွေအတွက်ဗန်းနိုင်တစ်ခုဖြစ်နေစေပါပြီမဟာတိုင်းကြီးကမြစ်တွေကိုရောဘယ်လိုဖျက်ချော်ခဲ့လဲသိပါသလားတချို့နေရာတွေမှာတိုင်းကမြေကပောင်းမှရက်သွားပြီးတပတ်ကန်ကခန်းနဲ့နဲ့ချိတ်ဆက်ထားပါပြီဒါပေမဲ့ပိုပြီးအံ့ဩဖို့ကောင်းတာကဂျူမန်ကူလို့ခေါ်တဲ့နေရာမှာတိုင်းကြီးကတရားရစင်းလိုမြစ်ကိုဖျက်ပြီးတိဆောက်ထားတာပါရေရောက်မှတော့မှခိုင်ခန့်တဲ့အုတ်မြစ်တွေနဲ့တိဆောက်ထားပြီး ်ရန်သူတွေရေလန်းကားနေတော့မှမလာနိုင်နဲ့ရှေးခေတ်အင်ဂျင်နီယာတွေရဲ့အစွမ်းကိုပြသနေပါလိဒီလိုရေထဲမှာဖျက်ဆောက်ထားတဲ့ဒတိုင်းဆိုတာတော်တော်များများမသိကြပါဘူးဆိုတော့နောက်တစ်ခါမဟာဒတိုင်းကြီးရဲ့ဓာတ်ပုံတစ်ပုံကိုမြင်တဲ့အခါမှာဒါဟာအီယာမဘေဟေလီကြီးတခုရဲ့အစိပ်ပိုင်းသေးသေးလေးတခုဆိုတာကိုသတိရလိုက်ပါတကယ်မဟာဒတိုင်းအစစ်ကဒဲရီအောက်မှာအိတ်ဆက်နေတယ်ဒေါ်နတ်ကြီးတွေထဲမှာဒိတ်တဆိတ်ရက်တည်နေပြီးမြစ်တီအောက်မှာတော့မှသူ့ရဲ့သမိုင်းကိုထိမ့်သိမ်းထားစေပါပြီ။သူ့ရဲ့လေဝါချက်တွေအားလုံးကိုအပြည့်စုံသိခွင့်ရခြင်းမှာရတော့မှာပါ။ ဒါပေမဲ့ဒီလိုမသိနိုင်သေးတဲ့လှုပ်ဝက်ချက်တွေရှိနေခြင်းကပဲမဟာဒရိုင်းကြီးကိုပို့ပြီးတော့စမ်းကြယ်ပြီးဆွဲဆောင်မှုရှိနေစေတာမဟုတ်လား။